ျမ်းမာရေးအတွက်ဟင်းလျာတွေချက်ပြုတ်တဲ့အခါအချို့မို့စားထုတ်ဖြစ်အသုံးပြုနိုင်မှုကျမ်းမာရေးနဲ့ညီညွတ်စေမယ့်အသားမုံတွေဟာပြည်တွင်းဈေးကွက်ထဲမှာဝင်ရောက်နေရယူလာခဲ့ကြပါတယ်။ဟင်းခက်မုံတွေတွေကတခုဖြစ်တဲ့လီလီကျက်သားမုံရဲ့ကုန်ပစ္စည်းတစ်မိတ်ဆက်ပွဲမှာတော့အချို့မို့စားထုတ်သုံးသူတွေအတွက် ကျမ်းမာရေးနဲ့ညီညွတ်စေမယ့်ထုတ်ကုန်တစ်ခုကိုမိတ်ဆက်ပေးခဲ့ပါတယ်။ အချိုမောင်းကကြတော့လူတွေကိုအရင်ဆိုးဆိုးဖြစ်စေရလေအဲ့တကြောင့်မို့လို့ဒီအချိုမောင်းကိုအခုဆိုလို့ရှိရင်လူတိုင်းကရှောင်ကျင်လာကြတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့အမားတို့ကလည်းအခုဒီလီအမားတို့ရဲ့လီလီကျသားမောင်တွေမှာအချိုမောင်းကိုလုံးဝမထည့်ထားပါဘူးအဲ့တော့ကျမရေးအတွက်လည်းအထူးကောင်းပါတယ်အထူးသင့်လျော်ပါတယ်အဲ့တော့ကျမရေးကိုအဓိကထားတဲ့မိသားစုတွေအကုန်လုံးဒီလီလီကျသားမောင်ကိုလည်းယုံကြည်စွာနဲ့တုံးလို့ရပါတယ်လို့အမပြောချင်ပါတယ်ရှင်လီလီကျသားမောင်ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာတော့ကျော်ပြေးစီစဉ်တွေဂိမ်းစီစဉ်တွေစပိုမှုတွေလက်စွမ်းပြထားတဲ့ဟင်းလျာတွေကိုပါမြည်းဆန်းနိုင်တဲ့စီစဉ်တွေနဲ့ ဆုလက်ဆောင်စီစဉ်နေလဲပါဝင်ခဲ့ပါတယ်ဒီလိုအနေနဲ့မှာရှိတဲ့လူကြီးတွေမှာလိုက်ပြီးတော့ square တွေလုပ်နေပါတယ်။ဒီဒီစတားမုန်းနဲ့ဒီလိုညီမအပါဝင်အခြားသောလူများရှိတဲ့အများကြီးလည်းပါဝင်ပါတယ်။အခုဒီနေ့ကဆိုလို့ရှိရင်တော့မန္တလေးမြို့မှာဒီဒီစတားမုန်းရဲ့ community ကိုမိတ်ဆက်ဖို့ပြုနေရဖြစ်ပါတယ်။အဲဒီဒီစတားမုန်းရဲ့ကြားချက်ကတော့သူကအချို့မို့လုံးဝမပါဘဲနဲ့ဒီညီမနိုင်ငံအတွက်တဲ့မြန်မာစတားမုန်းစစ်စစ်ကအဲ့ဒီကြောင့်ကျန်းမာရေးအတွက်အထူးပဲတင်ပြောပါတယ်။အခြားသောလူများဒီညအားလုံးကိုစတားမုန်းနဲ့စတားမုန်းပြုပါပါ။အားလုံးလည်းအားလုံးပဲတင်ပြော ဒီပွဲမှာတော့တိတန့်ရှင်ရှိုင်းဝီရန်မင်းစီယာနန့်ချင်နဒီဇော်နဲ့ယူရီလိုက်ဖန်ဒန့်အကအဖွဲ့ကလည်းလီလီကတားမိုရဲ့ဘရန်အမတ်စတာဆန်တစ်လာနဲ့အတူတိတချင်းတွေနဲ့မိမိပြွတ်ကြွဖြောပြေးပေးခဲ့ကြပါတယ်မန္တလေးမြို့သူမြို့သားတွေအတွက်ရည်ရွယ်ပြီးကုန်ပစ္စည်းအသစ်ဖြစ်တဲ့လီလီချက်သားမုံဟာပရီးမီးယားကုမ္ပဏီလီမိတက်ကနေဖြန့်ချီတာဖြစ်ပြီ 2016ခုနှစ်ဇူလိုင်လအစပြီးတော့တနိုင်ငံလုံးကိုဖြန့်ကျင်နေတာဖြစ်ပါတယ်။လီလီကျက်သားမှုရဲ့နောက်ထပ်အစီအစဉ်တွေကတော့မန္တလေးမြို့ကစတင်ပြီးမြန်မာနိုင်ငံအဖြတ်ပိုင်းတွေမှာ customary လက်ထဲအရောက်ပို့မဲ့အစီအစဉ်တွေလည်းရှိနေတယ်လို့ဆိုပါတယ်။